ကရင်ပြည်နယ်ဒေါနတောင်တန်းပေါ်မှာတောင်တင်နေတဲ့အောင်စီရစစ်ကြောင်းစီကိုစစ်ကူလာတဲ့အဖွဲ့ကိုတော်လိုင်းတက်တွေကကြားပြတ်တိုက်ခိုက်ရမှာဘုံမှုအဆင့်ပါဝင်စစ်သား30ကျော်သေဆုံးလက်နက်မျိုးစုံ30ကျော်သိမ်းဆီးရမိတယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကသတင်းထုတ်ပြန်ပါတယ်ဇွန်16ခုနှစ်နိုင်ကြာတိုက်ပွဲမှာအခုလိုသေဆုံးသွားတဲ့စစ်သားတွေဟာတပ်မ44နဲ့တပ်မ55ကစစ်သားတွေဖြစ်ပြီး ကြုံတိုးကနေတဆင့်ဒေါနာတောင်ပေါ်တက်ပြီးအောင်စရစစ်ကြောင်းကိုအားဖြည့်ဖို့ကြိုးစားစင်မှာတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။သိသိရမိတဲ့လက်နက်တွေထဲမှာ60 mm စိန်ပြောင်း RPG launcher M330 ဂျော်နဲ့ခဲယမ်းများစွာပါဝင်တာကိုတပ်ပုံမတန်တဲတွေ့ရပါတယ်။ဒီစစ်စင်ရေးကို KNL ကမြို့သားလူမျိုးရေးတပ်မတော်ကဥဆောင်ပြီး RMA ရာမညမွန်တက်တော်နဲ့ မာမိတ်တပ်တွေကပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နေရီကန်လေကြောင်းရံကာဝေးစခန်းနီးမှာရှိတဲ့စစ်ကောင်စီစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရမှာတဦးသေးတယ်15ဦးကိုလက်ရဖမ်းမိပြီးလက်နက်မျိုးစုံ10လက်ရရှိတယ်လို့ CDF အရှိုကသတင်းထုတ်ပြန်ပါတယ်။ဇွန်20ရက်နေ့ခုနှစ်နိုင်ခွဲကမှာ နေချောင်းရံကာကွယ်စခန်းအနီးမှာရှိတဲ့ခွန်စုရွာလမ်းခွဲကစစ်ကောင်စီစခန်းကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးတဦးသေးတဦးကိုလက်ရဖမ်းမိအများစုကစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။နေမြေရှင်းနေတဲ့အခါစိန်ပြောင်းတလက်နဲ့အမေတနက်၅လက်သိမ်းဆည်းရမိတယ်လို့ဖော်ပြပါတယ်။နိုင်ရကန်လမ်းကိုဇွန်၁၂ကနေ၁၄ရက်အတွင်းဖြတ်တောက်တိုက်ခိုက်စဉ်မှာထွက်ပြေးလာတဲ့စစ်သား၁၄ဦးကို လက်ရဖမ်းမိပြီး MA စနက်၄လက်နဲ့ခဲရန်တွေသိမ်းမိတယ်လို့ဖော်ပြပါတယ်ဒီစစ်စေးကိုလူပေါင်းစစ်တပ်မတော် NSA နဲ့ CDF အစိုးပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်တမ်းမျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်ဒေသနောင်ချိုမြို့နယ်ရှိလက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲအုံမတီဆမ်ဆဲ စားတဲ့ကြေးရွာဒီမှာစစ်ကောင်စီတပ်နဲ့ DNL ကြားတိုက်ပွဲဆက်ဖြစ်နေတယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။ဇွန်20မိနစ်6နိုင်ခန့်မှာတိုက်ပွဲဆက်ဖြစ်ပြီးစစ်ကောင်စီဘက်ကလက်နက်ကြီး144လုံးဒရုန်းပုံ30ကျော်ကျဲသွားတယ်လို့ဆိုပါတယ်။ဒေသတွင်းမီဒီယာရွှေပြည်မြေကတော့ဇွန်27ည7နိုင်ခန့်မှာစစ်လီရင်တွေက နောင်ချိုမြို့နယ်တံပိုးကြီးရွာကို မိနစ်20ခန့်အတွင်းဘုံ90နီးပါးကျဲသွားတယ်လို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းမလိုက်မြို့ပေါ်စားတောက်ဆိုင်တစ်ခုမှာတောက်စားပျော်ပါနေတဲ့စစ်ကောင်စီတပ်ချက်ကြီးတဦးကို CDF ရဲမေတွေက လက်လက်နဲ့အတူလေယာဖမ်းဆီးနိုင်ခဲ့တယ်လို့တောင်တာမျိုးနယ်ပကဖကသတင်းထုတ်ပြန်ပါလေ။ဇွန်၂၂ည9နိုင်ခန့်မှာအဲဒီတပ်ချက်ကြီး ဆိုင်တွေကပြန်ထွက်မှာ PDF ရဲမေတွေကလက်ရဖမ်းဆီးပြီး MA1 တနက်တလက်ပါရရှိတယ်လို့ဖော်ပြထားပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အခြေစိုက် အမှတ်958ချင်းမြန်တရင်ကစစ်သားတစ်2ဦး MA တနက်နှစ်လက်နဲ့အတူဇွန်16မှာတော်လိုင်းတက်တီတန်ခိုးလွန်လာတယ်လို့တနင်္သာရီမြို့နယ်ပါကဖကသတင်းထုတ်ပြန်ပါတယ် ဒီစစ်သားနှစ်ဦးစလုံးဟာဖမ်းဆီးခံရလို့တက်ထဲရောက်သွားသူတွေဖြစ်ပြီးစစ်တင်တန်းနှစ်လခွဲတက်ခဲ့ရပြီးနောက် စီတန်းအပုတ်ခံရပြီးတနင်္သာရီမြို့နယ်ဘန်းလမုတ်ရွာဘက်တာဝန်ကျစင်မှာ ထွက်ပြေးလာတာလို့ဖော်ပြထားပါတယ်အညာဒီသားကိုထိုးဖောက်ဝင်ရောက်မယ်လို့ကြေညာထားတဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့ အပတ်စဉ်ကိုအခြေခံစစ်တင်တဲ့စင်ပွဲကိုတအံပီတနေရာမှာကျင်းပတယ်လို့ BPL ကတပ်ပုံမှတ်တမ်းထုတ်ပြန်ပါတယ်။ဇွန်9ရက်ကကျင်းပတဲ့စစ်တင်တဲ့စင်အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစု PSLF DNL ထွေထွေတွင်ရင်မှုဗိုလ်ချုပ်တဖုံးကျော်ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌခွန်ဘီ2အရကတက်တော် AA ကတက်မှုတူ ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကစစ်ဦးစီးချုပ်မြန်မာနိုင်ငံလူ့ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကဒုတိယဥက္ကဋ္ဌနှင့်ဗမာပြည်သူ့လူမျိုးရေးတပ်တော် BPLA ကိုကေရင်မူမောင်ဆောင်ခတက်ရောက်တာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ခင်ဗျာ